ကျွန်တော်တို့ကဘန်ကက်လိုက်ပြီးတော့မှလုံမပေးပါဘူး။ပွဲစားနယ်လည်းသွားပြီးတော့မှမလုပ်ပါနဲ့လို့အကြံပေးချင်ပါတယ်။မချန်ဒရိတ်ဗီဇာကတ်ကိုခုမှစပြီးတော့မှအသစ်လုံမဲ့သူတွေအတွက်မဖြစ်မနေတည်ထားသင့်တဲ့အချက်၃ချက်ကိုကျွန်တော်ပြောပြပေးသွားမယ်။ဒီအချက်တွေကိုသိသွားပြီဆိုရင်တော့ကျွန်တော်တို့မချန်ဒရိတ်ရုံးမှာကိုယ်တိုင်သွားပြီးတော့မှလုပ်လို့ရမှာဖြစ်ပါတယ်။ ဒါရင်မပြောခင်မှာကျွန်တော်တို့အနေနဲ့အရင်ဆုံးသိထားရမှာမန်ချန်ထရိတ်ယုံတွေကိုဘယ်နားမှာရှိတယ်ဆိုတာကိုဒါသိထားဖို့လိုတယ်။ကိုနဲ့အနည်းဆက်ဆုံးယုံကိုဘယ်လိုရှာရမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာ Google Map ရှိတယ်ပေါ့နော်။အဲ့တော့ Google Map ထဲကိုဝင်လိုက်မယ်။ပြီးရင်စက်ဘားမှာဒါမန်ချန်ထရိတ်ဆိုပြီးတော့မှရိုက်ရှာလိုက်ပေါ့နော်။အဲ့ဆိုလို့ရှိရင်ဒါကျွန်တော်တို့နဲ့အနည်းဆက်ဆုံးယုံတွေကိုပြပေးပါလိမ့်မယ်။အဲ့မှာကျွန်တော်တို့တို့ရဲ့ location ကို copy ယူပြီးတော့မှ grant နဲ့သွားလို့ရပါတယ်။ဘဏ်ကလုံးမယ်ဆိုရင်လိုအပ်တဲ့အချက်လေးကိုကျွန်တော်စပြီးပြောပါမယ်။ပထမဆုံးတစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ passport စာအုပ်ရှိဖို့လိုပါတယ်။ဒါ permit တော့မလိုဘူးပေါ့နော်။ ော့အဲ passport စာအုပ်ရှိတာနဲ့ကျွန်တော်တို့အလွယ်တကူလုပ်လို့ရမှာဖြစ်ပါတယ်ဒီမချမ်းတွဲရုံးကိုရောက်ပြီဆိုတာနဲ့ပေါ့နော်အရင်ဆုံးကျွန်တော်တို့ passport စာအုပ်ပေးရတယ် passport စာအုပ်ပေးပြီးသွားရင်နောက်ထပ်တစ်ခုရှိပါတယ်ပေါ့နော်နောက်ထပ်တစ်ချက်ကတော့ဒါကျွန်တော်တို့အများအမ်းသုံးတဲ့ဖုန်းနံပါတ်ပေါ့နော်အဲပုံမှန်သုံးတဲ့ဖုန်းနံပါတ်ကိုပေးရပါတယ်အဲဒီဖုန်းနံပါတ်ကပျောက်လို့မရဘူးပေါ့နော်ပျောက်သွားတာမျိုးပြတ်သွားတာမျိုးဆိုလို့ရှိရင်အကောက်ပါအဲဒါဖြစ်သွားနိုင်တယ်ပေါ့နော်နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့ဒါဘဏ်ကလောက်ခါနီးမှာကျွန်တော်တို့ရဲ့အလုပ်ကိုမေးပါတယ်ကျွန်တော်တို့ရဲ့နေရက်လိပ်စာဒါတွေကိုလိုအပ်ပါတယ်ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ အမှန်တမ်းရယ်ဆိုလို့ရှိရင်တော့ဒါပါမစ်မှာတခါတည်း location ပေါ့နော်သူ့ရဲ့လိပ်စာတွေ LAN နံပါတ်တွေအကုန်လုံးပါပြီးသားဆိုတော့လုံးဝမလိုဘူးပေါ့နော်အဲဒီကျွန်တော်တို့အနေနဲ့ဒါ overstay အနေနဲ့သွားမယ်ဆိုလို့ရှိရင်တော့ကိုလုတဲ့အလုတ်ရဲ့နံပါတ်ဒါကိုနေတဲ့လိပ်စာပေါ့နော် LAN နံပါတ်ဒါတွေရစပေါ့နော်အတိအကျပေးရပါတယ်ဒါလေးတွေကဒါမဖြစ်မနေလိုအပ်တဲ့အရာလေးတွေပေါ့နော်ဒီချက်လေးတွေကိုတည်သွားပြီဆိုလို့ရှိရင် match rate cut လောက်ရတာအရန်ကုန်မှလွဲပါတယ်ကျွန်တော်လုံတော့ဆိုရင်လို့ရှိရင်တော့ဒါ Malaysia ringgit 50ပေးရတယ်ပြီးရင်တော့သူတို့ကဒီကိုယ့်ရဲ့အကောင့်ထဲကိုပေါ့နော်ပြန်ပြီးတော့မှ40ပြန်ထည့်ပေးတယ် တယ်တစ်ဆယ်ဘက်ကုန်တယ်လို့တောင်ပြောလို့ရတယ်ပေါ့နော်ဒီကန်လေးရဲ့အသုံးဝင်ပုံကလည်းအများကြီးအသုံးဝင်ပါတယ်ကျွန်တော်တို့သူ့ရဲ့ဒီ app မှာဆိုလို့ရှိရင်ဒါ Merchant Trade Money app ထဲမှာဆိုလို့ရှိရင်ဖုန်းပေလွှဲတာတွေရအစပေါ့နော်ဒီနိုင်ငံတွင်းရောမြန်မာနိုင်ငံဖုန်းပေလှမ်းထည့်ပေးတာတွေရောကျွန်တော်တို့ KB ဓာတ်ရိုက်ပေါ့နော်ယခုခုပေါက်ဈေးနေပေါ့နော်ဓာတ်ရိုက်လွှဲတာမျိုးတွေရောအများကြီးလှုပ်လို့ရတယ်ဗျာတော်တော်လေးဟိုမှာအဆင်ပြေတယ်အဲ့တော့ကျွန်တော်တို့လည်းတောက်လျှောက်ပေါ့နော် comment တွေရောဒီ chat box တွေမှာလာပြီးတော့မှဘန်ကလှုပ်ချင်တယ်အကိုကြီးဘယ်လိုလှုပ်ရလဲဆိုတာလေးကိုလာလာပြီးတော့မှမေးနေလို့ကျွန်တော်ပြောပြပေးတာပါကျွန်တော်တို့ကဘန်ကလိုက်ပြီးတော့မှ လောက်မပေးပါဘူးပွဲစားနယ်လည်းတွားပြီးတော့မှမလောက်ပါနဲ့လို့အကြံပေးချင်ပါတယ်ကိုတိုင်းတွားပြီးတော့မှလောက်ပါနောက်ထပ်မချန်ထရိတ်ကတ်နဲ့ပတ်သက်ပြီးတော့မှသိချင်တဲ့အကြောင်းအရာလေးရှိလို့ရှင်လဲကောမန့်မှာရေးခဲ့ပေးလို့ရပါတယ်ကျွန်တော်ကတော့ဇင်ကြီးပါနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်